မိဒီလာမျိုးအဓိကယုံနေရာနေတစ်ဆက်စူပူချမ်းဖတ်မှုတွေဖြစ်ပေါ်လာစေမဲ့ကောလာဟာလာတွေကြောင့်စိုးရိမ်ပူပန်နေတဲ့အပြစ်မဲ့ပြည်သူချင်းချင်းလက်အုပ်မှုရယူပြီးတိုက်ခိုက်တော်မျိုးတွေမဖြစ်စေချင်ဘူးလို့ရှစ်ဆက်ချင်းမျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကပြောပါတယ်တယောက်နဲ့တယောက်တနည်းအားမှာဘာဖြစ်နေပြီဆိုတော့ကောလာဟာလာကိုပေါ်လာတိုင်းလက်မသွားဖို့အရေးကြီးပါတယ်လက်ပြီးတော့လက်အုပ်မှုယူမိတာမျိုး ကျွန်တော်တို့ဖြစ်လို့မရဘူးဘယ်သူမဆိုဘယ်ဘာမှမဆိုဘယ်လူမျိုးမဆိုဘယ်လိုအခြေအနေမျိုးမှမဆိုဒါကျွန်တော်တို့သိအရေးကြီးတယ်လို့ထင်ပါတယ်အဲဒါမလို့ဟိုကိုယ့်ဘက်ကနေပြီးတော့စိုးရိမ်မှုနဲ့ကာဝယ်တယ်ဆိုတာမျိုးကိုကျွန်တော်တို့မပြောလို့မယ်အဲလိုကျူးကျော်တိုက်ဖက်ပြီးမှလုံးပါလေရေးကြည့်ပါဒါပြင်အခုလက်တလောဖြစ်ပေါ်နေတဲ့ကြံတနာတွေကိုကြည့်မယ်ဆိုရင်လုံခြုံရေးပိုင်းဆိုင်ရာအားနည်းမှုတွေကိုတွေးမြင်နေရပြီးလုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ဂျီလူတွေအားထားရတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်ဖို့လဲလိုတယ်လို့လည်းပြောပါတယ်။ရန်ကုန်မြို့သင်္ကန်းမြို့မြို့နယ်မှာရှိတဲ့ဆစ်ဆင်းမျိုးသက်ကျောင်းသားအဖွဲ့ရုံးခန်းမှာမနေ့ကပြုလုပ်တဲ့လက်တလောမန်းလေးတိုင်းနဲ့ပဲခူးတိုင်းနဲ့မြို့နယ်အချို့မှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။မေဒီလာမြို့ကနေတဆင့်တချို့ဒေသတွေမှာပါအခုလိုအကြမ်းဖက်မှုတွေဖြစ်လာတာဟာကောလာဟာလာတွေကြောင့်တာဖြစ်ပြီး ဒီကောလာဟလတွေဖြစ်ပေါ်လာတိုင်းသက်ဆိုင်ရာမြို့နယ်လိုက်ဇေတာလိုက် သာဝင်ရှိသူတွေဘာသာရေးကောင်းဆောင်တွေလူမှုဖွဲ့စည်းကောင်းဆောင်တွေကစွတ်စွတ်သီးနဲ့ကြိုတင်ကာကွယ်ရှင်းလင်းထားဖို့လိုတယ်လို့လည်းစစ်သက်ချင်းမျိုးသက်ကြောင်းသားကောင်းဆောင်တူဖြစ်တဲ့ကိုကိုကြီးကပြောပါတယ်အဲ့တော့အခုကျွန်တော်တို့ဖြစ်တဲ့ပြည်စာတွေမှာလည်းပဲကောလာဟလဟာဟိုနှမ်းဆုံးရခက်တဲ့ ြောက်เสียအကောင်းဆုံးပြည့်ရခံပါတယ်။အဲ့ဒီသတင်းတွေပြန့်သွားပြန့်သွားပြီးတော့ဘာမှဖြစ်တော်မယ်ဘာမှဖြစ်တော်မယ်ဆိုတာနဲ့ကြောက်ကြံကြံပြီးတော့အဲ့ဒီမှာဒုံဆွဲဒါဆွဲနဲ့ကိုယ့်ရွာကိုကာကွယ်လို့ဆိုဖြစ်ကြရင်းနဲ့အဲ့ဒီဟာတွေကတက္ကနာတွေကိုကိုယ်ကိုကြီးထွားစေပါတယ်။အဲ့တော့အဲ့ဒီပြဿနာတွေကိုသက်ဆိုင်ရာမြို့နယ်လိုက်ဒေသအလိုက်တွေမှာဩဇာတိကမှရှိတဲ့ဘာသာရေးကောင်းဆောင်တွေလူမှုရေးကောင်းဆောင်တွေအဖွဲ့အစည်းတွေကနေပြီးတော့စုစုစည်းစည်းနဲ့ ကျူတင်ပြီးတော့ကာကွယ်ထားခြင်းစုစည်းထားခြင်းဟာကျွန်တော်တို့အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းပဲလို့ကျွန်တော်အဲ့လိုပဲမြင်ပါတယ်။အရပ်ဖက်လူဖွဲ့စည်းတွေအားကောင်းညီညွတ်ပြီးဒေတာရအုပ်ချုပ်ရေးဖွဲ့တွေကပါလုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ခုလိုကြောင်းဖက်မှုတွေဟာထိရောက်မှုရှိမှာမဟုတ်တဲ့အကြောင်းခုလတ်တလောပြည်မျိုးကိုအခြားဘက်ကမှတွေမချင်းကနိုင်အောင်ကာကွယ်ထားနိုင်မှုနဲ့ဥပမာပေးပြီးဆက်စပ်ချင်းမျိုးသက်ကြောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကပြောကြားခဲ့ပါတယ်။ တယောက်နဲ့တယောက်အပြာကအကူကြီးတောင်းတဲ့ခါကျတော့ပြည်မြို့ကလာပြီးတော့သွေးလိုစားနာမျိုး အားစားနာမျိုးတစ်ချိန်တိုင်ရှိခဲ့ပြီမယ်ဒီနေ့ဒီပြည်မြို့တဲကိုမဝင်နိုင်ဘူးပြောရရင်ပြည်မြို့ဟာကျွန်တော်တို့ရဲ့နမူနာခန္ဓာလို့ပြောကြမနေ့ကပြုလုပ်ခဲ့တဲ့ဒီတရင်သာရှင်လင်းပွဲဟာခုလတ်တလောဖြစ်ပေါ်နေတဲ့ခြေနေတွေနဲ့ပတ်သက်ပြီးမတ်လ29ရက်နေ့က စစ်သားရဲ့မျိုးသက်ចောင်းသားတွေထုတ်ပြန်ခဲ့တဲ့အချက်ခုနှစ်ချက်ပါ သဘောထားကြေညာချက်ကိုကြဲကြဲပြတ်ပြတ်သိစေဖို့အဓိကရည်ရွယ်ပြီးကျင်းပခဲ့တာလို့သိရပါတယ်။ဒီတွင်သာရှင်းလင်းပွဲမှာစစ်သားရှင်မျိုးသက်ចောင်းသားတွေရဲ့အဓိကရုပ်ဖြစ်ပွားခဲ့တဲ့ဒေတာတွေကိုသွားရောက်လေ့လာခဲ့မှုတွေပါဝင်လက်ရှိဖြစ်ပေါ်နေတဲ့ခြေနေတွေကိုအဓိကထားရှင်းလင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်ပြတာပေါ့ပါဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။